မင်္ဂလာပါခင်ဗျာဆရာငယ်ပါခင်ဗျာဆရာရဲ့မိတ်ဆွေတွေအားလုံး2025ခုနှစ်7လပိုင်းအတွင်းမှာအဆက်ဆက်ရရဘေးပြာမှန်မြားဝေးကွာလို့အဆက်ဆက်ရရအောင်မြင်မှုတွေလည်ပြီးပိုင်ဆိုင်ရရှိကြပါစေကြောင်းကျွန်တော်ကဒီကနေမေတ္တာပို့ဆုတောင်းထောက်ပနာပြုတာလိုက်ပါတယ်ခင်ဗျာဆရာတို့အချိန်တွေတွေ့တွေ့နဲ့ပြောင်းလဲလာတာအခုဆိုရင်ဟော2025ခုနှစ်ကို7လပိုင်းနိုဝင်ဘာလကိုရောက်ရှိလာပြီဒီ7လပိုင်းအတွင်းမှာဆရာမိတ်ဆွေအဲတနင်္လာသာသမီမိတ်ဆွေများအတွက် ဆရာကဒီနောင်25ခုနဲ့ဆက်လာပိုင်းမပြောခင်မှာမိတ်ဆွေတို့အနေနဲ့ဒီတစ်နှစ်ဟာမိတ်ဆွေတို့ရဲ့ဟလာဟိုချိန်မှာဘာတွေများပို့ပြီးတော့ကိုယ့်ကိုအဖတ်တင်ခဲ့လဲဘာတွေများအဆင်ပြေခဲ့လဲကိုယ့်ကိုယ်ကိုပြန်လဲသုံးသပ်လို့လဲရလောက်ပြီထင်တယ်အဲ့တော့မိတ်ဆွေတို့အနေနဲ့ဒီနောင်25 17လပိုင်းတော့ဆရာမဟောမိပြီးခဲ့တဲ့10လတာတော့ဒီမှာဒီနှစ်ဟာမိတ်ဆွေတနင်္လာသားသမီးတွေအတွက်ကံကောင်းခဲ့ရဲ့လားအဆင်ပြေမှုတွေရောရရှိခဲ့ရဲ့လားဆရာဟောတဲ့အချက်လစဉ်လတိုင်းဟောစတဲ့နေရာရောမိတ်ဆွေတို့အတွက်တိုက်ဆိုင်ရဲ့လားဆိုတာလေးဆရာကိုမှတ်မိပါဦး ဆရာက review လေးရေးပေးပါအောင်ဆရာအနေနဲ့သုံးသပ်ကြည့်အောင်ခေါင်းလေးဆိုတော့စလိုက်ကြရအောင်2025ခုနှစ်တနင်္လာသတိပိတ်ဆွေများဒီနိုဝင်ဘာလ17လပိုင်းတွင်မှာမိတ်ဆွေတို့ရဲ့ကံဟာအစမှာတော့ဘာကိုဖြစ်ဖြစ်လက်ရှိမှာမိမိအနေနဲ့စိတ်ထဲမှာစိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်နေရတယ်ဆိုတဲ့လာမျိုးဖြစ်တယ်တို့အပြင်ဘာကိုပဲလှုပ်လှုပ်လုပ်ငန်းကိစ္စအလုပ်ကိစ္စနဲ့ပတ်သက်လာရင်အချိန်ယူကြံ့ကြာတွေ့ဝင်နေတတ်သောကာလဖြစ်တယ် ဘာကိုမစုံမိတ်ဆွေတို့အနေနဲ့ဒီဆက်လာပိုင်းတွေမှာအဲယုံကန်နေရတာမျိုးဘာကိုပဲစတင်လှုပ်ဆောင်လှုပ်ဆောင်အစမှာတော့နည်းနည်းကလေးယုံကန်နေရတာမျိုးစိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်နေတယ်ဆိုတော့ကံမျိုးဖြစ်နေတယ်သူကမိတ်ဆွေတနည်းလာသားသမီးများအနေနဲ့ကတော့လက်ရှိဒီ2025ဆက်လာပိုင်းတွေမှာဆိုရင်တော့ဆရာမိတ်ဆွေတို့အနေနဲ့ဘာကိုမစုံနည်းနည်းကလေးပုံမူပြီးတော့အလင်းစလို့လှုပ်ဆောင်တာမျိုးအဲစတင်ပြီးတော့ယုံကန်စိတ်ညစ်စရာတွေထပ်အဲကိုကိုကိုစူးစမ်းပြီးတော့တိဆောက်ပြီးတော့ဘာကိုမဆိုဘီယူမဆိုင်ဖဲနဲ့ချိတ်တူပြီးတော့ဇွဲကလေးသာထဲလို့ရင်အောင်မြင်ခြင်းတွေတူတက်ခြင်းတွေရရှိမယ်ဆိုတဲ့လာ ဖြစ်ပါတယ်ခင်ဗျာမိတ်ဆွေတို့ရဲ့ရင်ထဲကဆန္ဒကိုတာရော့ကန်လေးဆွဲကြည့်အောင်မိတ်ဆွေတို့အနေနဲ့ဒီ2025ခုနှစ်17လပိုင်းမှာဆိုရင်မိမိရဲ့ကံဟာတနင်္လာသတိမိတ်ဆွေများတို့ကံဟာဘာကိုမဆိုငါဟာမှုချရအောင်လုပ်မယ်ဖြစ်အောင်လုပ်မယ်ဆိုတဲ့ကံမျိုးငါဟာမဖြစ်မနေစူးစမ်းပြီးတော့ရုန်းကန်မယ်ဆိုတဲ့ကံမျိုးဖြစ်နေတဲ့အတွက်အဲတန်လိမ့်ချံကလေးတစ်ခုခုချပြီးလှုပ်ဆောင်တာမျိုးအတိတ်ချံကလေးတစ်ခုခုဖြစ်ပြီးတော့ဒီတနှစ်တာတော့တွင်ဒီလတာတော့တွင်မှာတော့ငါတို့ဒါကိစ္စလေးကိုမပြီးမပြတ်ရင်ပြီးပြတ်အောင်လုပ်မယ်ဆိုတဲ့ရည်ရွယ်ချက်ကောင်း မူရှာအောင်ရမယ်ဆိုတဲ့စိတ်မျိုးလေးတွေထဲလောက်ခါမှာတော်ခါကြမယ်လာဖြစ်ကြောင်းနဲ့မိတ်ဆွေတွေရဲ့ယင်ထဲမှာအောင်မြအောင်တော့လုတော့မယ်ဖိမြအောင်တော့လုတော့မယ်ဆိုပြီးတော့လေဂျင်းတွေတွေးခေါ်နေတော့ကာလာဖြစ်တဲ့အတွက်ဒီလိုတွေးခေါ်စဉ်းစားမှုကလည်းအကြံဉာဏ်ကောင်းတဲ့အဲအောင်မြင်မှုတွေလမ်းစားကိုရရှိတတ်သောစိတ်မျိုးတွေများစွာဖြစ်ပေါ်နေတော့ကာလာဖြစ်ပါတယ်အကျမ်းပါကြီးအကျမ်းပါကြီးနဲ့ပတ်သက်လာရင်တော့ ဒူးလိုအဆင့်မြင့်တို့ခါတို့နဲ့ပတ်သက်တဲ့ကျမ်းမာရေးလေးတွေဖြစ်တာမျိုးတွေအကျော်တင်တာမျိုးလေးတွေအကျော်တက်တာမျိုးလေးတွေနဲ့ပတ်သက်ပြီးကျမ်းမာရေးအနှဲငယ်လေးဖြစ်တတ်တဲ့အတွက်တော့3 view စင်နေမှာတနေ့ကသာသမီမိတ်ဆွေများဒီ2025ခုနှစ်17လပိုင်းနိုဝင်ဘာလအတွင်းမှာဆိုရင်ကျမ်းမာရေးနဲ့ပတ်သက်လာတဲ့အခါမှာအဲချွင်းချက်လေးနဲ့ပုံမူပြီးတော့တာမန်ထက်ပို view site တင်တယ်ယောဂအဟောင်းတွေကကိုယ့်ကိုပြန်ပြီးနှိပ်စက်တာမျိုးလေးတွေအဆင့်မြင့်တို့ဒူးတို့ခါတို့နဲ့ပတ်သက်တော့ကျမ်းမာရေးလေးတွေကိုတာမန်ထက်ပို့ပြီးတော့သတိထားရန်အတွက်တော့လိုအပ်တော့လှဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေအထူးသဖြင့် အမိတ်ဆွေတို့ဟာဒီလာတာမှာငွေမဝင်ရင်လဲကြမ်းမာရင်ညံ့နေပြီးတော့အဲ ဟိုဟူနာကိုက်တယ်လို့ဒီနာခဲတယ်လို့ဇာငယ်လို့ဘောနော်ငွေမွေးငွေလေးအကုန်များလိုက်ဟူနာကိုက်ဒီနာခဲတယ်လို့ဘာယောဂပြုလို့ဖြစ်မှမသိတဲ့အတွက်လက်နာသာသမီးမိတ်ဆွေများရဲ့အိမ်အောင်ခြင်းများအခုကလည်းငွေကြီးနဲ့ပတ်သက်လာရင်တာမန်ထက်တော့ပို့ပြီးတော့မများများတို့ချာမှရမယ်ကာလဖြစ်ပြီးတော့အဲငွေကြီးနဲ့ပတ်သက်လာရင်ငွေမမြဲတာမျိုးတွေငွေထွက်များတာမျိုးတွေဟိုဘက်ကလည်းဝင်ဒီဘက်ကလည်းထွက်ဟိုဘက်ကလည်းဝင်ဒီဘက်ကလည်းထွက်နေငွေကြီးနဲ့ပတ်သက်လာရင်တော့မိတ်ဆွေတို့ဟာဒီလမှာငွေကြီးကံမမြဲခြင်းတွေကြုံရတဲ့အတွက်ရှိလာတဲ့ငွေတွေကို အဲကိုယ့်လက်ထဲမှာထားခြင်းတဲ့တခုခုကိုယင်းဤသုံးဆွဲတာမျိုးတခုခုကိုယင်းဤလှုပ်ဆောင်တာမျိုးဟာပုံမအားတာပြီးတော့ကံကောင်းစေတယ်ဆိုတဲ့အကြောင်းနဲ့ငွေဝင်ဝင်နဲ့ထွက်ငွေဟာဝင်လေနဲ့ထွက်လေကဲလို့ဖြစ်နေတတ်ပြီးတော့အဲအစင်တော့ပြည်တယ်အဲဝင်တော့ဝင်တယ်ဒါပေမဲ့လက်ထဲမှာလည်းပြရစရာမရှိတဲ့လားသို့မဟုတ်ရင်အိမ်ကိစ္စမိသားစုကိစ္စအပေါင်းနဲ့ကိစ္စအခြေကြီးကိစ္စအဆက်ဆက်ရရာတွေကြောင့်ငွေချင်းနဲ့ပတ်သက်ရင်ကိုယ့်အပေါ်ခေါင်းပုံနေပြီးတော့ငွေမမြဲတော့လားဖြစ်ကြောင်းလည်းထပ်လောင်းပြောကြလိုက်ပြရစီခင်ဗျာ အကျိုးပေးသောအလုပ်များကိုဖော်ပြပေးပါရစေ။ဒီလတာတော့ဒီမှာဆိုတနင်္လာသောက်ပြီးမိတ်ဆွေများကို OA Champion နဲ့ပတ်သက်သောလုပ်ငန်းတွေအကျိုးပေးပါတယ်။ OA Champion ဝယ်တာမျိုးစောက်တာမျိုးတွေရှေ့တူဆောင်ရလှုပ်ဆောင်မှုကောင်းသောကာလအပိုင်းစာဖြစ်ပါတယ်။စောက်လို့ရေးဆိုင်ရာလုပ်ငန်းတွေအကျိုးပေးပါတယ်။အိမ်စောက်ခြင်းနေရာထိုင်ခြင်းအသစ်တွေစောက်လို့ခြင်းတွေ လုပ်ငန်းကိစ္စအလုပ်ကိစ္စနဲ့ပတ်သက်လို့ရှိရင်တိုးချက်လှုပ်ဆောင်ခြင်းမျိုးတွေအားသာကောင်းမှုတိုးတက်နိုင်ပါတယ်ခရီးသွားဆိုင်ရာလုပ်ငန်းတွေတိုးတက်နိုင်ပါတယ်ပကြီပမှုဝေဒင်ပိရစံကြံတည်ရောက်ဆောင်အမှုပညာနဲ့ပတ်သက်လာလို့ရှိရင်လည်းခြေတိုးဆောင်ရလှုပ်ဆောင်ရင်တာမန်ထက်ကိုနည်းနည်းကလေးအားဆိုင်လိုက်ရင်အောင်မြင်ခြင်းတွေတိုးတက်ခြင်းတွေရရှိမယ်ဆိုတဲ့လာမျိုးဖြစ်ပါတယ် စားတောက်ကုန်လုပ်ငန်းတွေချိတ်လို့ဆောင်ရွက်လှုပ်ဆောင်မှာအလားကုန်တဲ့ပတ်သက်တာတွေပကြီးပခုအဆရှိတဲ့လုပ်ငန်းတွေအလားကုန်ရေးရာတွေဖန်စီရေးရာတွေနဲ့ပတ်သက်လို့ချိတ်လို့ဆောင်ရွက်လှုပ်ဆောင်မှာအထယ်အလိုက်တို့ထီထီဖနက် online social media နဲ့ပတ်သက်တာမျိုးလေးတွေအခီးသွားဆိုင်ရာကိစ္စလေးတွေဖျော်ဖြေမှုဆိုင်ရာလုပ်ငန်းလေးတွေ entertainment ဆိုင်ရာလုပ်ငန်းလေးတွေအကျိုးပေးအောင်တွေတိုးတက်ပြီးတော့ပြန်ကောင်းစီတော့လာဖြစ်ကြောင်းနဲ့ချိတ်လို့ဆောင်ရွက်ရင်လည်းအောင်မြင်ခြင်းတွေတိုးတက်ခြင်းတွေကိုကျင်းသိရရှိမဲ့လာဖြစ်ပါတယ်မထင်မှတ်ပဲနဲ့ ါ passport လုပ်ငန်းတွေ visa လုပ်ငန်းတွေနိုင်ငံခြားခီးသွားတွေရဝေးခီးသွားတွေနဲ့ပတ်သက်ရင်ထွက်ရတာမျိုးငကူက passport ကိစ္စ visa ကိစ္စတွေနဲ့ပတ်သက်ပြီးစောင့်နေတဲ့မိတ်ဆွေများရေချားမြေချားနိုင်ငံခြားဘာသာခြားတွေအတွက်ကိုရှေ့တိုးတိုးချဲ့လှုပ်ဆောင်မှာဒီကြပါတယ်မိတ်ဆွေတို့အနေနဲ့မထင်မှဖြစ်နဲ့မိမိရှိကိုအခွင့်အလမ်းကောင်းတွေရရှိလာပြီးတော့အဆင်ပြေမှာအတိအကျပဲဖြစ်တယ်။ယာဉ်လုပ်ငန်းကိုင်ကနဲ့ပတ်သက်ရင်ယာဉ်တိုးတာမျိုးယာဉ်တက်တာမျိုးတွေဒီလဟာကျင်းတည်စူးစမ်းတင်တော့ကာလဖြစ်ပြီးတော့ စ조사ရင်လည်း조사တော့အထောက်အကူရရှိမယ်ဆိုတော့လာမျိုးဖြစ်ကြောင်းလည်းထပ်လောင်းပြောကြားလိုက်ပါပြီခင်ဗျာဒါအပြင်မိတ်ဆွေတို့အနေနဲ့ငကိုကသာသမီနဲ့ပတ်သက်ပြီးတော့စိတ်တိုင်းမကြတာမျိုးတပည့်လက်သားနဲ့ပတ်သက်ပြီးစိတ်တိုင်းမကြတာမျိုးလေးတွေနေရာထိုင်ခြင်းနဲ့ပတ်သက်ပြီးစိတ်တိုင်းမကြတာမျိုးလေးတွေမှာဒီကာလမှာတိုးချဲ့ပြီးတော့လှုပ်ဆောင်ရင်လှုပ်ဆောင်သလားအောင်မြင်ထင်ပေါ်ခြင်းထွန်းတောက်ခြင်းတွေကြုံရမယ့်လားဖြစ်ကြောင်းလဲဆရာကထပ်လောင်းပြောကြားလိုက်ပါပြီခင်ဗျာထို့အပြင်မိတ်ဆွေတို့အနေနဲ့အဲစွန့်လာလို့ပေါ့ အလှပဆိုင်ရာလုပ်ငန်းတွေနော်ဟိုအလှကုန်ဆိုင်ရာလုပ်ငန်းတွေလုပ်ငန်းကိုက်ကိုက်ငန်းနဲ့ပတ်သက်ပြီးလုပ်ငန်းဟောင်းကိုတိုးချဲ့လှုပ်ဆောင်တဲ့လုပ်ငန်းတွေမှာလည်းများစွာအထောက်အကူရရှိပြီးတော့အလုံးမှန်သမျှလုပ်ငန်းမှန်သမျှကိုချိတ်တိုးဆောင်ရလှုပ်ဆောင်ရင်အာသာတူတက်ပြီးတော့ကံကောင်းစီတော့လှဖြစ်ကြောင်းနဲ့ထပ်လောင်းပြောကြားလိုက်ပြရစီ ရာထူးလုပ်ငန်းကိုင်ခန်းနဲ့ပတ်သက်ပြီးတော့လေရာထူးတိုးတာမျိုးအထက်လူကြီးအကြီးအကဲတွေရဲ့အကူအညီထောက်ခံကိုရရှိတတ်ပြီးတော့နေရာထိုင်ခင်းနဲ့ပတ်သက်လာလို့ချင်းလေနေရာထိုင်ခင်းအစ်တစ်တွေပိုင်ဆိုင်ခြင်းတွေစောက်လို့ခြင်းတွေအဲဆက်လာလို့ပေါ့ဝယ်ခြင်းတွေအိမ်ချမ်းမီမိယာနေရာထိုင်ခင်းနဲ့ပတ်သက်ပြီးတော့စိတ်တိုင်းကြအောင်စောက်လို့လှုပ်ဆောင်ခြင်းတွေမပြီးမပြတ်ဖြစ်နေတဲ့အိုးအိမ်ချမ်းမီလုပ်ငန်းတွေကိုလည်းရှေ့လို့ဆောင်ရလှုပ်ဆောင်ရင်အားသာကောင်းမှုပြီးတော့ကံကောင်းစီတော့လာဖြစ်ကြောင်းထပ်လောင်းပြောကြလိုက်ပါရစေခင်ဗျမထင်မှတ်ဘဲနဲ့ ုပ်ကိုဇာပဋ္ဌာန်းဆက်တွေမမြင်ရသောကုဏီမှုတွေရရှိတတ်သောကာလဖြစ်တဲ့အတွက်မိษွေတို့အနေနဲ့အမိမိတို့ရဲ့ပဋ္ဌာန်းဆက်ကောင်းတွေပုပ်ကိုကောင်းတွေကိုစောင်းနဲ့ကောင်းတွေအဆောင်မှချင်းကြီးရှုခြင်းတွေရရှိနိုင်တဲ့အတွက်ထီကန်ဆန်းခြင်းထီထိုးခြင်းစတနာလိုပေါ့ကံကိုအလုံးလိုက်အစင်လိုက်ယေတနာပုံစိုက်ကင်းဆိုင်တယ်လို့ငွေကြီးနဲ့ပတ်သက်ရင်လည်းမထင်မဖဲနဲ့ဘဝအခြေအနေတခုပြောင်းလဲသွားနိုင်တယ်အခွင့်အရေးမျိုးတွေပေါ်လာတယ်လို့သားရွှေကိုထမ်းလာတယ်လို့ရရှိမဲ့ကာလဖြစ်ပြီးတော့သာသမီမရရှိတော့မိတ်ဆွေများနီးဆက်ရဖျားဆီးဒီမှာ သာသမီစုပန်ခြင်းသို့မဟုတ်ညောင်မင်းကြီးကြီးမှဖျားစုတောင်းခြင်းမျိုးတွေအဲဆွနာလိုပေါ့ကာလီမန်မေရောတို့လက်ရှမီမေရောတို့အဲဆွနာလိုသူဟာတတိတို့အဆက်ရှိတဲ့ပုံကိုယ်ဒီနာမှာသာစုပန်ပြီးစုတောင်းခြင်းဟာမိမိတို့အတွက်သာသမီကံများစွာအထောက်အကူရရှိတတ်သောကာလဖြစ်တဲ့အတွက်ကြောင့်မလို့အဲသာသမီငဘောကလိုချင်တဲ့သူတွေအနေနဲ့ကတော့ရှေ့တို့ဆောင်ရွက်ပြီးတော့စုတောင်းခြင်းတွေအဋိဌံပြုခြင်းတွေကျင့်သိလို့ပါအောင်မြင်ခြင်းတွေရရှိမဲ့လာဖြစ်ကြောင်းလဲဆရာကအားရပါရဝမ်းသာစွာထားလောင်းပြောကြားလိုက်ပါစေစက်ပစ္စည်းအတိတ်တွေဝင်လာမျိုးတွေ အဟောင်းကြီးပြက်ပြီးတော့အစ်စ်မဖြစ်မနေဝယ်လိုက်ရတာမျိုးကြီးဂျုံဟတ်တက်ပါတယ်ပတ်စံပြောက်တာမျိုးတခိုးခိုးခံရတာမျိုးစက်ပစ္စည်းရင်နဲ့ပတ်သက်ပြီးတော့တခိုးခိုးတာမျိုးတွေပြောက်တာမျိုးတွေဖြစ်ရတတ်တဲ့အတွက်တောင်ကြောင့်မလို့မိတ်ဆွေတို့အနေနဲ့တတိထားပါဒါလေးတွေကိုတတိပြုရန်အတွက်လည်းလိုအပ်သောလားအဖြစ်ကြောင့်ထပ်လောင်းပြောကြားလိုက်ပါရစေဘာကိုဖြစ်ဖြစ်အိမ်နွေးကိစ္စလေးတွေမှာနည်းနည်းညံ့ပါတယ်အလောင်းစားနဲ့ပတ်သက်တာမျိုးလေးတွေအပျော်ပါးနဲ့ပတ်သက်တာမျိုးလေးတွေတတိထားဆင်ခြင်ပေးရန်လိုအပ်သောလားဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေလူငယ်တွေအရှိရင်းနဲ့ပတ်သက်လာရင်တော့ မိမိတို့ရဲ့အခြေအနေမှာကံအားနည်းနေသောကာလဖြစ်တဲ့အတွက်မိမိချက်သောမျက်နှာသောသူကိုဖွင့်ပြောကမှနားလည်မှုလွဲတာမျိုးလေးတွေအခြေအနေပတ်သက်လို့ငွေကုန်ကြေးကြအနည်းငယ်လေးများရတတ်သောလာဖြစ်တဲ့အတွက်ဒီတစ်ချက်ကိုလည်းတတိပြုစင်နေရလိုအပ်ပြီးတော့အခြေအနေကိစ္စလေးတွေမှာမိဆွေတို့အနေနဲ့ဟိုမရေရာမသေးရာတာမျိုးလေးတွေမိတ္တာကြီးကံအားနည်းနေရတဲ့အတွက်ဝဝစာဝဝအိပ်ပြီးတော့လုပ်ငန်းကိုချိတ်တူလှုပ်ဆောင်ရဲဆရာလိုလွတ်လွတ်လပ်လပ်အေးအေးဆေးဆေးနေရင်တော့စိတ်ချမ်းသာစရာဖြစ်မှာအတိအကျပဲဖြစ်တယ်ခင်ဗျာနော် ကောင်းပြီ။သမီးစားများအနေနဲ့လည်းတုံးနဲ့ဒုတိယနဲ့တရားတန်လျရတွေများနေတာမျိုးလေးတွေအိမ်ထောင်ပြူရန်စိတ်ဆက်ရန်တိုင်းငင်ဟာမှပြဿနာအခက်အခဲလေးတွေပေါ်လာတာမျိုးလေးတွေမိမိရဲ့ပုံကိုယ်တွေပဋ္ဌာန်းဆက်တွေကမကြိုက်တာမျိုးလေးတွေဥစ္စာဆွဲတိုက်ဆွဲလို့အဆရှိတဲ့ပုံကိုယ်မျိုးလေးရှိရင်လည်းတနေ့လာသမီးမိတ်ဆွေများအိမ်ထောင်ပြူရန်စိတ်ဆက်ရန်အတွက်လူကြီးမိဘတွေနဲ့တိုင်ပင်တာမျိုးလေးတွေမိမိတို့တီကျွမ်းနားလည်တော့လော်ကီဆရာတွေနားမှအဲပြုလုပ်တဲ့နာမျိုးအိမ်ထောင်ပြူကတောင်းတာမျိုးဘာညာတွေပြုလုပ်တဲ့နာမျိုးပြုလုပ်ရန်လိုအပ်ပြီးတော့ အရှိန်နဲ့ပတ်တိုင်းလို့မဟုတ်ရင်တော့အစင်မပြေခြင်းနေအတိုက်အခိုက်တွေများစွာကြုံပြီးတော့အခက်အခဲအကျက်တွေလေးတွေကြုံတက်ကြောင်းထပ်လောင်းပြောကြလိုက်ပါရစေခင်ဗျာငွေကြီးငွေကြီးနဲ့ပတ်သက်လာရင်တော့ဝင်ငွေနဲ့ထွက်ငွေဟာဝင်လေနဲ့ထွက်လေကဲ့သို့ဖြစ်နေတတ်ပြီးတော့အာနာပါနရှိမြင်တရားပေါက်နိုင်တော့ညာလေဝင်ငွေထွက်ငွေဖြစ်နေတတ်ပါတယ်ငွေမမြဲဘူးဆိုတဲ့သဘောငွေကြီးနဲ့ပတ်သက်ရင်ဟိုဘက်ကဝင်ဒီဘက်ကထွက်နေတာမျိုးလေးတွေဖြစ်တတ်တဲ့အတွက်ကြောင့်မလို့ငွေမြဲစီရန်အတွက်ရေတရားလေးတစ်ခုလက်ဆောင်ပေးပါရစေကတ်ထုဆာရော်လေးတွေရ ဒီဘက်ကလည်းနှစ်လက်မှဆိုရင်အလျားလည်းနှစ်လက်မှဆိုအနံလည်းနှစ်လက်မှပါသို့မဟုတ်ရင်ဆရာကြီးနှစ်လက်မှမလို့ရှင်လို့နှစ်ပေဆိုရင်လည်းအနံကနှစ်ပေဆိုရင်အလျားကနှစ်ပေဖြစ်ရပါမယ်အဲ့ဒီလိုနှစ်ပေကြားထဲမှာမှဆရာတို့က၄000ပွင့်လေးတခုကိုဆွဲလိုက်ပါမိတ်ဆွေတို့အနေနဲ့မျက်စိနဲ့မြင်သာအောင်ဆရာကဆွဲပြရရင်ဆရာမိတ်ဆွေများဆရာကမြင်သာအောင်ဆွဲပြရရင်တော့အဲဒီလိုလေးပါခင်ဗျဒါကအလျားကနှစ်ပေ ဒါဆိုရင်ဆရာမေဆွေတို့အနေနဲ့အထဲမှာဝင်လေးတစ်ခုကိုဆွဲလိုက်တာပေါ့နော်အလျားအနှက်ပြီဆိုရင်အနံကလည်းနှက်ပြီနော်ဆရာမေဆွေတို့အနေနဲ့ဒီလိုလေးဆွဲခိုင်းတာဖြစ်ပါတယ်ခင်ဗျာနော် โอเคအဲ့ဒီလိုလေးဆွဲပြီးတော့မိတ်ဆွေတို့အနေနဲ့အလျားနှစ်ပေအနမ်းနှစ်ပေဒီလိုလေးမျိုးလေးဆွဲပြီးတော့မိတ်ဆွေတို့အနေနဲ့ရှစ်တူဆောင်ရွက်ပြီးတော့အပလတ်စတစ်လေးလောင်းပြီးမိမိရဲ့ပတ်စံအိတ်ထဲမှာစောင်းထားပါခင်ဗျာဒါဆိုရင်ငွေမဲပါတယ်ခင်ဗျာနော်ပြန်ပြောပြပါမယ်အလျားကနှစ်ပေအနမ်းကနှစ်ပေသို့မဟုတ်အလျားကနှစ်လက်မှာအနမ်းကနှစ်လက်မှာလေးကို၄000ဝန်းကလေးစရာပုံမှန်ပြထားတဲ့တိုင်းဆွဲပါဆွဲပြီးသွားတဲ့အခါ plastic လေးလောင်းလိုက်ပါခင်ဗျာ plastic လေးလောင်းပြီးတော့စောင့်ထားပါဒါဆိုရင်မိတ်ဆွေတို့အနေနဲ့ငွေကြီးနဲ့ပတ်သက်ရင်ဝင်ငွေတွေမြဲပြီးတော့ကျင်းတည်ပါအောင်အစီအအောင်ရင်တိုးတက်မယ်ဆိုတဲ့အကြောင်းထပ်လောင်းပြောကြလိုက်ပါရစေခင်ဗျာကောင်းပြီငွေကြီးနဲ့ပတ်သက်လာရင်တော့အိမ်နွေးကိစ္စလေးတွေကြောင်းဘာသာရေးကိစ္စလေးတွေကြောင်းလူမှုရေးကိစ္စလေးတွေကြောင်းမဖြစ်မနေငွေပုံကြီးကြများတတ်တယ်လို့ပတ်စံငွေမမြဲတော့လာမှာအဲ တိမ့်ထာရင်ကြပြောက်တာမျိုးလေးတွေယူသွားရင်ကြပြောက်တာမျိုးတိမ့်ထာရင်တခိုးခိုးခံရတာမျိုးတွေဖြစ်ရတတ်တဲ့အတွက်ကြောင့်လို့မိတ်ဆွေတို့အနေနဲ့ငွေချင်းနဲ့ပတ်တိုင်ဘာကိုမဖြစ်ဆိုကိုယ့်လက်ထဲဝင်လာရင်တိတ်ပြီးရှိဝေးစဉ်းစားမနေဘဲနဲ့ယင်းနီးလှုပ်ဆောင်တာမျိုးငွေချင်းနဲ့ပတ်သက်လို့ရှိရင်ယင်းနီးလိုက်တာမျိုးအဲဆွေးညက်နေနဲ့ဟိုကိုယ့်လက်ထဲချက်ချမထားဘဲနဲ့တုံးစရာရှိတာပြီးစရာရှိတာကိုလှုပ်စရာရှိတာကိုကြံ့ကြမနေဘဲလှုပ်ဆောင်မှာပုံမူအားသာကောင်းမှုတိုးတက်နိုင်ပါလေအင်္ဂါဟင်းနဲ့ပတ်သက်လာရင်တော့စိတ်ချမ်းသာစရာပါ အိမ်အောင်ဘက်ရဲ့ယာဉ်တိုးချင်းယာဉ်တက်ချင်းမျိုးလေးတွေကြောက်သို့မဟုတ်ရင်အဆက်အသွယ်ပြတ်နေတော့အိမ်အောင်ကြီးမှပြန်လဲစုံစည်းရတာမျိုးအိမ်အောင်ကြီးနဲ့ပတ်သက်လို့ငကူကတုံးနဲ့တုံးတယောက်နဲ့တယောက်တွေးအေးနေတာမျိုးနားလည်းမလွဲနေတာမျိုးမခေါ်မပြောဖြစ်နေတဲ့နှစ်ကာလများစွာအိမ်အောင်ကြီးတွေတောင်မှဒါသမီးကိစ္စကိုအကြောင်းပြုပြီးဖြစ်စေနေရာထိုင်တဲ့ကိစ္စကိုအကြောင်းပြုပြီးဖြစ်စေအိမ်အောင်ကြီးနဲ့ပတ်သက်လိုက်တွေးအေးနေတော့အိမ်အောင်ကြီးတွေမှာနှွေးထွေးမှုတွေပြန်လဲရရှိပြီးတော့တုံးနဲ့တုံးနားလည်းမရှိအောင်ရှေ့တူဆောင်ရရင်လှုပ်ဆောင်ရင်အားသာကောင်းမှုပြီးတော့တိုးတက်နိုင်တော့လာဖြစ်ကြောင်းဖတ်လောက်ပြောကြလိုက်ကြပါစီခင်ဗျာ အပြောအဆိုနဲ့ပတ်သက်လို့ရှိရင်ခြေတို့ဆောင်နဲ့လှုပ်ဆောင်မှာအဲဘာကိုမဆိုဆက်ဆံရေးကောင်းသောမိတ်ဆွေတင်းလာသောသမီးများကိုဒီကလာဟာအထောက်အကူတွေအများကြီးရရှိမဲ့ကာလဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေမထင်မှတ်ပဲနဲ့ဖျားခုခီးကြီးထွက်ရတာမျိုးဖျားခုခီးကြီးသွားရတာမျိုးနေ့တွေအလဲသွားရတာမျိုးနေ့တွေဂျုံဟာတက်ပြီးတဲ့အခါအိမ်မက်ထဲမှာဖျားရို့ဇေဒီရို့တိန်းရို့ပရဝန်းရို့ဖုံးကြီးရို့အဆရှိတာမျိုးလေးတွေကိုဆွဲမှတ်တဲ့အခါမှာကိုယ့်ရဲ့ကံဟာတိုးတက်ကောင်းမွန်လာပြီဖြစ်တဲ့အတွက် ထီထိုးတာမျိုးထီကန်ဆန်းတာမျိုးတွေရှေ့တူဆောင်ရလှုပ်ဆောင်ရင်ကံရဲ့အထောက်အကူကိုများစွာရရှိမဲ့လားဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါစီသတိထားရှိနေရမှာတော့ထွတ်ထွတ်ထွတ်မရှိပါဘူးနံပါတ်1ကျန်းမာရေးနဲ့ပတ်သက်ရင်ညံ့တက်တဲ့လားဖြစ်တဲ့အတွက်မိမိတို့အိမ်မှာရှင်းနှောင်းဝင်တာမျိုးလေးတွေမကောင်းပါဘူးတကယ်လို့ကျန်းမာရေးညံ့လို့ရှင်းနှောင်းဝင်လာရင်ရှင်းနှောင်းအရှင်ထွက်ပေးလိုက်တာမျိုးအသိမထွက်အောင်အရှင်ထွက်ပေးလိုက်တာမျိုးဖြစ်စီစက်ပစ္စည်းရင်တွေခဏခဏပြတ်ပြီဆိုရင်တော့မိတ်ဆွေတို့အနေနဲ့စက်ပစ္စည်းရင်တွေအစ်စ်ဝင်ထားတာမျိုးဖြစ်စီမိမိအိမ်ထဲမှာစက်ပစ္စည်းအဆုတ်တွေ ပြက်ကြရင်အဆုတ်ပြီးရှင်စွန်ပြီးလိုက်ပါဒါဆိုရင်ကံကောင်းပါလိမ့်မယ်မိမိတို့ရဲ့နိဉ္ဏတူဖြစ်တဲ့ငါးစာကြွေးတာမျိုးခိုးစာကြွေးတာမျိုးခွေးစာကြွေးတာမျိုးဒီလိုမျိုးလိုကြေရာလေးတွေကိုဒီလဟာခမင်းများလှုပ်တင်ပြီးတော့ဘာလှုပ်လို့အခက်အခဲကြက်တဲ့ဒီဂျုံလေးရတဲ့တနေ့ငါသမီးမိတ်ဆွေများဖို့တော့ခိုးစာကလေးကြွေးတာမျိုးငါးလေးလှုပ်ပေးလိုက်တာမျိုးဘေးမဲ့ပေးလိုက်တာမျိုးလှုပ်ရင်မိတ်ဆွေတို့ရဲ့ကံကအင်မတန်ကိုအားသာကောင်းမှန်ပြီးကုသိုလ်လည်းရရေရာလည်းဖြစ်ပြီးကံစာတာတက်စီမှာဟုတ်တော့ကျွန်တော်မိတ်ဆွေများကိုကျွန်တော်ဂျင်းတေပေါ့ အာသာအောင်မှုကြောင့်တိုးတက်ကြောင့်ထလောင်းပြောခြင်းပါတယ်ခင်ဗျာထို့ပြင်မိတ်ဆွေတို့အနေနဲ့ဒီလက်တာတော့ဒီမှာဆိုရင်တနင်္ဂနွေသာသမီတောက်ကြသာသမီတွေနဲ့ဒွဲ့ဖက်လောက်တာမျိုးတနင်္ဂနွေနေ့တောက်ကြနေ့ဒီမှာချိန်တိုးပြီးတော့စတူပေါင်းစုလောက်တာမျိုးတွေကကံရဲ့အထောက်အကူရရှိတက်ပြီးတဲ့အခါရွှေဝင်တာမျိုးလေးတွေကြုံရတတ်ပါတယ်လက်တဟိုမင်းတို့လူကြီးတို့အထက်လူကြီးတို့အကြီးအကဲတို့အเจ้าညာမျိုးစုံနဲ့တစိုးလက်ဆောင်ရရှိတာမျိုးလေးတွေကြုံရတတ်တော့ကာလအပိုင်းခြားဖြစ်ပါတယ် ပတ်စပို့လုပ်ငန်းဗီဇာလုပ်ငန်းနဲ့ပတ်သက်ရင်ဒီလဟာရှိလို့ဆောင်ရလုပ်ဆောင်မှာယာဒူးလုပ်ငန်းကင်ငန်းနဲ့ပတ်သက်ရင်ယာဒူးတိုးခြင်းယာဒူးတက်ခြင်းတွေထီကန်ကောင်းခြင်းတွေထီပေါက်ခြင်းတွေကျိတ်တွေရရှိတတ်တဲ့အတွက်မိတ်ဆွေတို့အနေနဲ့ဘာကိုမဆိုးပြောဆိုပြီးတော့ရှေ့တို့ရင်အောင်မြင်တိုးတက်မှုတဲ့ကံကောင်းမှုတွေရရှိမှာအသေးချာပဲဖြစ်တယ်။ငကူကကျမ်းမာရင်ညံ့နေတော့မိတ်ဆွေများဆရာသမားအပြောင်းလဲစည်းဝါးပြောင်းလဲတွေနဲ့ကုသလိုက်ရင်အစင်ပြေအောင်မြင်တိုးတက်ပြီးတော့ကံကောင်းစေမယ်လာဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါစီ။ဘာလို့ပြန်ကြံနေလို့မိတ်ဆွေတို့ဘာသာရေးနဲ့ပတ်သက်လာရင် ဗဇက်ကဖျားလက်ကကာယဖြစ်တတ်တဲ့အတွက်ဒီတစ်ချက်ကိုတတိထားစင်ကြပေးရန်အတွက်တော့မြတ်စွာဘုရားပြီးတော့ဘာသာတရားပုံမှုလှုပ်ဆောင်တာမျိုးဟာမိษွေတို့ရဲ့ကံကိုတိုးတက်ပြီးကံကောင်းစေသောကာလပိုင်းခြားဖြစ်ပါတယ်။စေတနာတွေဝေဒနာဖြစ်တတ်ပါတယ်။မိသားစုကိစ္စအမွေကိစ္စတွေသူများရဲ့အမှုကိစ္စတွေဂျားသုံးဂျားမဝင်ကောင်းမှုဆိုတဲ့အတိုင်းတုံးနဲ့တူတယောက်နဲ့တယောက်ကိုယ်နဲ့မဆိုင်တဲ့ကိစ္စတွေမှာနေတတ်အောင်ဒီပါမိသားစုရဲ့ကိစ္စတွေသူများရဲ့အိမ်တွင်းရဲ့ကိစ္စတွေကိုကိုယ်ရကိုကဝင်ရောက်ကူညီလိုက်တာမှာကိုယ့်ဘောမှာပြဿနာတွေ အပြေချလာမျိုးလေးတွေအိုးအပြစ်မြင်တာမျိုးလေးတွေကြုံဟတ်တက်တော်လာဖြစ်ပြီးတော့ခါကို့အနေနဲ့မလိုလားအပ်တဲ့ပြဿနာတွေရှင်းရတတ်တဲ့အတွက်ဒီပြုစင်ကြီးရလိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါစီဒီလက်တာတော်တမှာအကျိုးပေးသောအရက်ဟာအရှိမြောက်တောင်ကြီးရဖြစ်ပြီးတော့စန်တီယာအရက်ကတော့တောင်စုစုကြီးရဖြစ်ပါတယ်ခင်ဗျအကျိုးပေးကံကောင်းစီတော့ကဏ္ဍအဖျားတွေအနေနဲ့ဆိုရင်တော့၄ကဏ္ဍ၆ကဏ္ဍခုနှစ်ကဏ္ဍနေခါမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမှုပြီးတော့ကံကောင်းစီပါတယ်အကျိုးပေးသောအရာအနေနဲ့ဆိုရင်တော့ အဝါရောင်ညို့ရောင်အသားရောင်များများပါသောအကြောင်းတွေကိုဝတ်ဆင်ပြီးမိတ်ဆွေတို့ရဲ့လိုရာကိစ္စမှန်သမျှကိုချိန်တိုဆောင်ရရင်အောင်မြင်ခြင်းတွေတိုးတက်ခြင်းတွေလက်ကမောက်ခတ်အောင်ရရှိစီမှာအထေချာပဲဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါစီဒီလရာတော်တွင်မှာမိတ်ဆွေတို့အနေနဲ့အရေးကြီးသောကိစ္စတွေကိုပြုမှုဆောင်ရွက်လှုပ်ဆောင်တဲ့အခါမှာမိမိတို့အိမ်ကမသွားမီမိမိရဲ့အိမ်ဝင်ပေါက်ကိုဖြစ်စီ ်မြတ်စွာဘုရားကိုဖြစ်စေသို့မဟုတ်မိယုံကြည်တော့အိမ်ဆောင်နဲ့ကိုဆောင်နဲ့ကိုအာယုံပြုပြီးတော့အမွေးနံတာကလေး၃ချက်စွတ်ဖြန်းပြီးတော့ဖြစ်စေအမွေးနံတာလေးပတ်ဖြန်းပြီးတော့ဖြစ်စေတွားပါဒါဆိုရင်အောင်မြင်မှုနဲ့တိုးတက်မှုတွေများစွာရရှိပြီးတော့ခံကောင်းစီမှာအတေကြပဲဖြစ်တယ်ခင်ဗျာတတိယစင်နေရာမှာတော့အခြေစွစုရက်ကိုခྱི་ထွက်တဲ့အခါကျမ်းမာရေးကိစ္စတွေထွက်တာမျိုးတွေအားနည်းစီတော့လာဖြစ်ပြီးတော့အခြေစွစုရက်ကဧည့်သည်ညအိတ်လာတဲ့အခါကျမ်းမာရေးအနေနဲ့ချူချာညက်တဲ့ကြောင့်ထလောင်းအကြံပေးပြရတယ်ခင်ဗျာထို့အပြင်မိတ်ဆွေတို့အနေနဲ့ဒီလာတာတော့တယ်မှာ စက်ပစ္စည်းခြင်းနဲ့ပတ်သက်တာမျိုးတမိုးရှိတဲ့အရာတွေကိုအထာမမားပါနဲ့အဲအရေးကြီးတဲ့အခါတည်သွားတဲ့အခါမှာလည်းမိတ်ဆွေတို့အနေနဲ့တတိထားပြီးတော့တည်ပြီးကိုလိုအပ်ကြောင်းနဲ့အထာမားခြင်းပစ္စည်းပြောက်ခြင်းတွေကြုံရတတ်ကြောင်းထက်လောင်းအကြံပေးပြောကြားလိုက်ပါရစေဒီလရာတော့နေမှာဆိုဘာကိုလှုပ်လှုပ်တင်းလာတင်းလာချင်းတွဲလှုပ်တာမျိုးလေးတွေကကံရဲ့အားနည်းမှုကိုရရှိတတ်ပြီးတဲ့အခါငွေကိုဖြက်လန်းနေလိုက်တာမျိုးလေးတွေငွေရှိတာမျိုးလေးတွေဟာ ဒေချာပါတယ်မိတ်ဆွေများဖို့ဆုံးဖို့ဟာမရခိုင်လို့များတတ်တဲ့အတွက်ငွေရှိတာမျိုးလေးတွေမှာတော့ငွေချင်းနဲ့ပတ်သက်လာရင်တော့အာနာရီခါပါတတော်လဖြစ်ကြောင်းလဲထပ်လောင်းအကြံပေးပြောကြားလိုက်ပါရစေဒီလက်တာအတော်တွင်မှာမိတ်ဆွေတို့ရဲ့ရောင်းကုန်တွေဝယ်ကုန်တွေအယောင်းသွားအယောင်းထွက်စေဖို့အတွက်မိမိတို့ရဲ့ကုန်ပစ္စည်းတွေကိုမိမိတို့ရောင်းကုန်ပစ္စည်းတွေကိုခေါင်းကြီးလေးတစ်ချောင်းနဲ့ရိုက်ပုတ်ထိတွေ့ပြီးရောင်းလိုက်ပါကအယောင်းသွားအယောင်းထွက်ပြီးတော့ကန့်ကောင်းစီမှာအတိအကျပဲဖြစ်ပါတယ်ခင်ဗျာထို့အပြင်မိတ်ဆွေတို့အနေနဲ့အဋ္ဌကံပြုလို့တဲ့ဇာငွေရဲ့မိတ်ဆွေများအဋ္ဌကံပြုလို့တပါဆိုရင်တော့ ဟိုဇက်အနုတ္တသောပုရိတဓမ္မတာရတ္ထိဆိုသောဂုံတော်ကိုဖြစ်စေတန်ဖို့တေခါရာကိုတနည်းကိုတက်စီနှုံးနဲ့အတိတ်ခံပြုတာမျိုးလေးတွေတနည်းကိုဗတိစိတ်လိုတပါဆိုရင်လည်းဆနာကိုအနုတ္တသောပုရိတဓမ္မတာရတ္ထိဆိုသောဗတိကိုတနည်းကိုခုနှစ်ပတ်နှုံးနဲ့၁၇ရက်တည်းတည်းအတိတ်ခံပြုလိုက်ပါကအခက်အခဲမှန်လားမြတ်ယူပြစ်တယ်လို့ပိန့်ကြရောပေါ်ရေမတင်ပြင်းစင်လွင့်ပြောက်သွားမှာအသေးချာပဲဖြစ်ကြောင်းပြောလို့ပါတယ်ခင်ဗျအဆက်ဆက်ရေရအစပြအောင်မြင်တိုးတက်စီရန်ပြုလုပ်ရမယ်ရေရရာကိုမပြောမိ ရန်ကနားပြည်ထင်ပြီးချင်း0939293926 7902241 WhatsApp Telegram မှာဖြစ်စေ Viber နံပါတ်963505နဲ့မှာဖြစ်စေဆက်သွယ်မေးမြန်းနိုင်ကြောင်းနဲ့ဆရာနောက်တစ်ပတ်အဲကိုတော့ဆရာတောင်ကြီးဟောကမှာရှိပါမယ်ဆိုတဲ့ကြောင်းနဲ့ဆရာမိတ်ဆွေတွေအတွက်ကြင်ညာရင်းနဲ့အဆက်ဆက်ရရအစဉ်ပြေအောင်မြင်တိုးတက်စီပြီးငွေကြေးကံအားကောင်းစီရန်အတွက်ပြုလုပ်ရမယ်ရေရာနေနဲ့ဆိုရင်တော့ဖြင့်ဆရာတို့ကျွေးပကံပြားတစ်ချက်ထဲမှာလက်ဖက်ကပုံပုံပုံ တောက်ရီကတစ်ခွက်တည်းအလဲမှာဖျောင်းနိုင်ထွင်းပြီးတော့တနင်္လာနေ့တိုင်းမှာမြတ်စွာဘုရားကိုလူတန်းပြီးတော့အခက်အခဲတွေပြေလည်အောင်ဆူတောင်းခြင်းအားဖြင့်မိတ်ဆွေတွေရဲ့ကံကိုတိုးတက်ကောင်းမွန်စေမှာအထေချာဖြစ်ကြောင်းပြောရင်းနဲ့တနင်္လာသာသမီမိတ်ဆွေတွေအားလုံးအဆက်ဆက်ရဲ့အောင်မြင်စဉ်ပြီလို့ယရနာစင်ကြောက်ဇေတောက်တဲ့ကစားနိုင်လို့တက်နေတကိုလက်ဝေဖြုတ်ခဲ့တို့စီးစိတ်ဥစ္စာများတိုးပွားပြီးတဲ့အခါကောင်းခြင်းမင်္ဂလာပြပြနဲ့ပြည့်စုံကြပါစေကြောင်းဒီကနေ့ဆရာလိုက်လိုက်လေးလေးမေတ္တာပို့ဆူတောင်းပြောကြလိုက်ရပါတယ်ခင်ဗျဆရာတို့ 因俺嘛，便收下我呀。Yeah, so yeah,